ူနာမည်ကတော့ Noah လို့ခေါ်ပါတယ်ဟုတ်တယ်ဒီနေ့ကတော့ဟိုပါ Rocker Fashion ပေါ့ Rocker နဲ့ Neck Nine နဲ့ဘာမှတော့မဆိုင်နေဒါပေမဲ့သူ Life Pen နေတော့သူပြင်ပြတာသူကစကားပြောတဲ့အခါကျလို့ရှင်တော့အာရင်ဖွင့်ချင်တာမျိုးတွေပေါ့နော်အမကသူ့ကိုရင်ဖွင့်တဲ့အခါမျိုးတေချာလေးတော့နားထောင်ပြီးရယ်စကားပြောရင်နားထောင်တယ်ဘာတွေပြောပြောအကိုလို့နားထောင်တယ်မျက်လုံးစိုက်ကြည့်ပြီးတေချာလေးနားထောင်ပြီးရယ်ဒါပေမဲ့တချင်းဆိုရင်နားမထောင်တော့ဘူး အာမင်းတို့ကကြောင်လေးတွေမွေးတာဒီရင်တော့ငငယ်လေးတွေကြောင်လေးမွေးမွေးဘူးလေပေါ့နော်အကောင်30တော့မွေးဘူးလေအဲ့လိုမျိုးကြောင်လေးမျိုးစင်ပေါက်ဆက်အဲ့လိုမျိုးစင်မျိုးဆက်အဲ့လိုမျိုးလေးမွေးလာဒါပေမဲ့ဒီတစ်ခေါက်မှကျတော့ကြောင်လေးအကုန်လုံးဆုံးဆုံးပါတော့အာနှစ်နှစ်နေရောခွေးလေးနှစ်ကောင်ပေါ့နော်အိန်ဂျင်နဲ့မိုက်ကယ်လေးကိုမွေးပြီးတော့မှအာအဖော်ရအောင်ဆိုပြီးသူတို့နဲ့အယောင်တူပေါ့နော်အဲ့သူ့ကိုထပ်မွေးလိုက်သူကတော့သူ့နာမည်ကတော့ Noah လို့ခေါ်ပါတယ်။ဟုတ်တယ်ဒီနေ့ကတော့ ဟိုဘာ rocker ကြီး fashion ဘာ rocker နဲ့ neck nine နဲ့ဘာမှတော့မဆိုင်နေဒါပေမဲ့ तू life pen နေတော့ तू ဖင်ပြတာ तू ကတော့တနည်းနည်းနည်းစွန်းစွန်းပေါ့တနည်းနည်းစွန်းကြော့ तू ကကြတော့ဘယ်လိုပြောမလဲ तू ကကြတော့ညိနေအဲ့ပြအိုက်ကျူမျက်နှာပေါ့နော်ဆိုတော့ညံအရန်ကောင်းတယ်ဘလို့ကောင်းလဲဆိုတော့ तू သမင်းစားချိန်ဆိုလို့ရှင်ဒီလူတယောက်ကို तू ဘလို့ကြွေးချင်လားဆွဲဆောင်မလဲဆိုတာပြောပေါ့နော်အတိအက तू ပြဿနာသမင်းဝင်ဝင်အဲ့ဒါကို15မိနစ်ချာတစ်ခါတောင်းစား ပြီးတခါတခါကြွေးလဲအများကြီးဆိုလည်းမစားပြီးတော့ तू ကတခုရှိရတော့နှွေးထွေးတာကိုကြိုက်တယ်အဲ့လိုနှွေးထွေးမှုအဲ့လိုနင်းလို့လဲဆိုလို့ရှိရင်ဖက်ပြီးတော့အိတ်တာအဲ့လိုနှစ်ယောက်သားအဲ့လိုနှစ်ကောင်သားပေါ့နော်နှစ်ကောင်ဆိုကိုယ်လည်းနှစ်ကောင်ဖြစ်ပါတယ်ဆိုတော့နှစ်ယောက်သားအဲ့လိုဖက်ပြီးတော့မနက်ထိအိတ်ကြတာသူဟိုဖက်ရင်လည်းလုံးဝမယုံတချို့ကြောင်လည်းဆိုအဖက်မခံရှိရပါတော့ဆိုတော့ तू ကကြာမဟုတ်ဘူး तू ကအဲ့လိုနှွေးထွေးမှုအဲ့လို hard လောက်တာရောရောင်းဝမ်းပြီးဖြစ်တာရေဆိုတော့အရင်သဘောကြတယ် သူကဘယ်လိုလဲဆိုတော့ပိုင်ရှင်ကိုအပြောင်းမခံတာထက်ပိုင်ရှင်ကသူ့ကိုအပြောင်းမခံတာပိုပြီးတော့ဟောဖြစ်တယ်။သူကသူကညံကောင်းလေဆိုတာမျိုးကလေသူကအချိန်တိုင်းတော့သူမိမလိုချင်တာပေါ့နော်။မိမလိုချင်တော့အပြင်းကြီးပါထွက်တယ်။သူများတွေကအဲ့လိုအထာရီပေးတာမျိုးဆိုလို့ရှိရင်သူအရင်ထွက်ချင်။သူတော့တစ်ခါထွက်သွားတဲ့အချိန်မှာကိုရီးယားဟာဒေါင်းတောက်ပြီးလိုက်ရှာလက်မရှာနဲ့သူပြန်လာမယ်ဆိုအထာမျိုးပြသူပြန်လာတယ်။သူပြန်လာပြီးတော့အဲ့ရစာပြီးဘယ်တော့မှမထွက်တော့ဘူး။သူကြီးတွေသူစိတ်ဆင်းရအောင်မလုပ်ဘူး။သူစီးနေသူစီးနေသူဟုတ်တယ်။တွားဦးမတွားတာ။ သွားတယ်ဆိုတာတစ်ခါတော့သူစမ်းသွားကြည့်ရပါဘောเนาะဆိုတော့အဓိက तू तू မကြိုက်တာထက် तू ထွက်ချင်တယ်ဒါပေမဲ့လူကြီးတွေစိတ်ဆင်းရဲမှာဆိုအဲ့လိုမျိုးအရန်တိတ်တာအခုလေဒီနေ့သူ့ကိုပြောထားတယ်တတားလို့အပြစ်မထွက်ရတော့ကြာပြီဘောเนาะအဲ့တော့မောင်အရှက်ခွဲနေလို့သူပြောတယ်ဖက်ရှင်တွေပြည့်ပြီးတော့လာတဲ့ခါကျအရှက်ခွဲမှာဆိုလို့လေအာဒီလက်ရောက်ကွာ तू က လောက် popular ဖြစ်နေတာမင်းသားကြီးဖြစ်နေတော့သူကကြတော့ Scottish Fold Scottish Fold ရဲ့ passion ရဲ့နှကောင်စက်ပြီးမွေးထားတာပေါ့ဆိုတဲ့ခါကျပုံမှန် Scottish Fold အကောင်တွေကနရွက်ကိုကြားတယ်ဒီလိုအသေးသေးလေးကိုမှကတ်တာဆိုတော့ကတ်ပြီးကြားတဲ့ခါကျတော့အဲ passion ကြတော့နရွက်ထောင်းတယ်အဲ့လို passion ကြနှကောင်ပြားတဲ့ဟာကြီးဖြစ်အဲ့လိုစစ်စစ်ကြီးလာမဟုတ်နှစ်ခုပေါင်းထားတဲ့ခါကျတော့နရွက်လေးကပြီးစီလေးဖြစ်ခုနကစကားပြောတဲ့အခါကြလို့ရှင်တော့အာရင်ဖွင့်ချင်တာမျိုးတွေပေါ့နော်အမကသူ့ကိုရင်ဖွင့်တဲ့အခါမျိုးတေချာလေးတော့နားထောင်ပြီးရယ် စကားပြောရင်နားထောင်လဲဘာတွေပြောပြောအကိုလိုနားထောင်လဲမျက်လုံးစိုက်ကြည့်ပြီးတခြားလေးနားထောင်မိရဒါပေမဲ့တချင်းဆိုရင်နားမထောင်တော့ဘူးဟုတ်လို့ငါတချင်းငါဆိုတော့လေးကငါတချင်းဆိုရင်နားထောင်လေးလို့ပြောတချင်းဆိုတာကြတော့လုံးဝနားမထောင် No No တော့တချင်းကအတန်အတန်ကောင်းကောင်းမကောင်းကောင်းနားမထောင်တော့သူ့မှာ news နဲ့ပတ်သက်တဲ့ဟိုဟာမပလာဘူးဆိုတော့စကားနဲ့နားထောင်ဟမ်ဟုတ်တော့တချင်းဒီလိုအစဖွင့်နိုင်တယ်စင်းသွားပြီလို့ လောအမီလေးထောင်မျိုးပြရမှာပုံမှန်ဆိုလို့ရှိရင်သူတပင်းစားရဲ့အဲ့တော့ခေါင်းကိုငုံတလန်းရှောင်းပြီးဆရာကြီးစိုင်တယ်ဟုတ်တော့တချင်တာဟုတ်ဆိုအမီးကထောင်ခေါင်းကမှတ်ပြီးတော့လက်သွားနောက်ထောင်ယူနောက်ထောင်ယူနိုင်ကြီးရယ်ဆိုတော့အဲ့လိုအကွက်မျိုးသူကအေးစေးတမအေးစေးနေအဲ့လိုမျိုးခင်မလာလေဒါလေးချစ်ဖို့လိုရယ်နော်ဟုတ်တယ်ချစ်လို့ပို့လို့ရအင်း ချစ်ပါပါချစ်ပါတယ်တော်တော်များများလူတွေကနှလုံးသားရှိပါတယ်မရှိတဲ့သူတွေကကြတော့မရှိတဲ့သူတွေကတော့အဲ့လိုမရှိတဲ့သူတွေနဲ့မပတ်သက်ဘူးဒီသူများကြီးတင်ပါတယ်ဒီနေ့ cat color show လေးမှာဒါ noir တော့ fashion show ပေါ့နော်ဒါကတော့မင်းသားနဲ့မင်းတို့ကပွဲတက်လာတာပါ fashion တွေကတော့စင်သူပေါ့နော်မျက်မှန်လေးကတော့ချွတ်ထားလို့ပေါ့ဆိုတော့အားပေးကြတဲ့ပရိသတ်တွေကိုလည်းမင်းတို့အားပေးလို့ noir လည်းအားပေးပါလို့ပြောချင်ပါတယ် thank you